ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Top Man တဲ့ channel ကနေတင်လည်ပြီးတော့ကြိုးလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Manchester United ရဲ့တရားပြတ်နိုင်ရဲ့အကြောင်းကိုအချက်ဆွေးနွေးပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆက်လိုက်ရအောင်ဆိုတော့ကျွန်တော်တို့ဒီလက်ရှိထွက်နေတဲ့သတင်းတွေအရပေါ့နော်ကျွန်တော် United ရဲ့တောင်းပန်ကစားသမားတိုက်စီကစားသမားအာမက်ဒီယာလို့တယောက်ကတော့တရားနေ့ပြန်လာနိုင်မယ်လို့အမိုရဲကိုယ်တိုင်သတင်းစာရှင်းပေးမှာပြောထားတယ်ပေါ့နော်ဒါက United တို့ရဲ့တကယ်ကောင်းမွန်တဲ့သတင်းစကားတစ်ခုပဲပေါ့အဲမိုရဲကိုယ်တိုင် United ကိုရောက်ရှိလာကလေးကအာမက်ကိုအားကိုးခဲ့တယ် အဲအာမက်ဒီယာတို့အနေနဲ့ယူလိုက်တဲ့ခက်ခဲနေတဲ့အချိန်မှာတွင်းကိုတွေကိုလူတယောက်တည်းနှီးပါကိုရုံးခံပြီးတော့ကြိုးစားခဲ့ပေါ့နော်အာမက်ဒီယာတို့ပြန်လာတာယူလိုက်တဲ့တိုက်စီအတွက်အပြည့်ဖြစ်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ကြည့်ဖို့လိုမယ်ပေါ့နော်တခုရှိတာအာမက်ဒီယာတို့ကယူလိုက်တဲ့အတွက်ပွဲထက်ချက်ချင်းပွဲထက်ချက်ချင်းကန်နိုင်တဲ့အနေအထားမျိုးမဟုတ်ဘူးနောက်တစ်ပတ်ကစပြီးတော့လေ့ကျင့်ရေးအစီအစဉ်တွေမှာပြန်ပြီးတော့ပါနိုင်မယ်ပေါ့နော်တယောက်တည်းလေ့ကျင့်ရေးတဦးတည်းလေ့ကျင့်ရေးအစီအစဉ်တွေမှာပြန်ပြီးတော့ပါနိုင်မယ်လို့အမွန်ရေးကိုယ်တိုင်ကွန်ဖန့်ထားရပေါ့ဆိုတော့ဒီအားတွေကယူလိုက်တဲ့အတွက်ကောင်းမွန်တဲ့အလားအလာတခုဖြစ်တယ် တချက်ချင်းပွဲထွက်သူတွေမှာပါဝင်နိုင်တာမျိုးမဟုတ်ပေမဲ့တဖြည်းဖြည်းချင်းအရန်အရန်နေကျွန်တော်တို့ဇမတပိုင်းသူရတပိုင်းပွဲထွက်ခင်ပေါ့ဆိုတော့အမတ်တရာလို့ပြန်လာနိုင်တာ United ရဲ့လက်ရှိပြည်တွင်းပွဲစဉ်ကျွန်တော်တို့ဒီ Premier League ပွဲတွေမှာဒီအမတ်စင်းအရာရောကျွန်တော်ဇရားတီပဲတွေအရာရောဘာမှတိတ်ပြီးတော့ထူးခြားနိုင်ရင်မရှိပေမဲ့ကျွန်တော် Europa League ခီးအတွက်ကတော့အမတ်ကပို့ပြီးတော့ထပ်နေပေးနိုင်ပါအဲတင်းကိုတွေလည်းပို့ပြီးတော့စိတ်ချရမယ် Europa League မှာလည်းပေါ့နော် United အခုရောက်နေတဲ့အဆင့်အနေထပ်ပြီးတော့တင်းကိုတွေကျွန်တော်ထပ်ပြီးတော့နိုင်ပွဲတွေကိုအတွက် အမတ်ကတကယ်အာဂိုရီယာကစားသမားဖြစ်မှာဒါကိုလည်းကျွန်တော်တို့ရှေ့မှာအများကြီးမြင်တွေ့ကြရပြီပေါ့နော်ဆိုတော့အခြေအနေမကောင်းလာရလည်းရှိရပေါ့ဒီနောက်ဆုံးရလာတဲ့သတင်းမှာဆိုရင်ကျွန်တော်တို့ United ရဲ့ဝင်းဘက်ကစားသမားဒါလော့ပေါ်တူဂီစားသမားဒီကိုဒါလော့ကတော့ဘန်ယာရရှိသွားခဲ့ရပေါ့နော်ဆိုတော့ဒါလော့က United မှာအကောင်းဆုံးကစားသမားမဟုတ်ပေမဲ့ရွေးချယ်လို့ရတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့အမ်ဒါလော့အနေနဲ့သူပွဲစားခွင့်နေရတယ်ကြရဲ့ပွဲတိုင်းမှာလည်းသူကောင်းကောင်းမွန်မွန်တော့ကစားခဲ့ရပေါ့နော်ဒါကတော့နီးပြရဲ့ကစားကွက်အပိတ်တဲ့ရဲ့အချိန်မချိန်နဲ့တွေ့ရတော့ဒါကကစားသမားပုံမှန်လည်းမူတီရလည်းပါပေါ့ ဒါပေမဲ့ဒီကိုသားတော်တယောက်ကတော့ United မှာလက်ရှိမှာတန်ရာတော့ရသွားခဲ့ပြီဒီကိုသားတော်တယောက်ဒီလိုတန်ရာရသွားတာ United ရဲ့ဝင်းဘက်နေရာအတွက်ခေါင်းခဲ့စရာဖြစ်နိုင်တယ်အဲကျွန်တော်ဒီလူငယ်ကစားသမား Heaven လို့ပြီးကျွန်တော်ဒီ Lead တို့အဲသူတို့လည်းတန်ရာနဲ့နားလေချိန်မှာဒီလိုနောက်ဆက်နောက်တန်းကစားသမားတယောက်တန်ရာရသွားတာအမိုရဲ့ Deep Back အတွက်တော်ရုပ်ကိုခေါင်းခဲ့စရာဖြစ်နိုင်တယ်ပေါ့နော်နောက်တန်းကစားသမားတွေဝင်းဘက်ကစားသမားကိုတည်ဆော့ရတဲ့အနေအထားတစ်ခုမှာအဲဒီလိုမျိုးဒီကိုသားတော်ကတန်ရာရသွားတာတော့ United ရဲ့အတွက်အခြေအနေတော့မကောင်းတော့ဘူး ဒါတို့လည်းအမွေဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ကြည့်ရလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တခြား position တွေမှာလည်းတန်ရာကကစားသမားရရှိနေသေးရဲ့ဗျ။ဒီလိုယာရီကုံအထီတောင်မှာ United ရဲ့တန်ရာ partner ကြီးကပြီးမလာကြီးကတော့နည်းနည်းတော့ feature ပေါ့။ဒီလိုကြီးတော့မဖြစ်သင့်ဘူး။အဲဒါကလည်းအမွေရဲ့ကစားကွက်အဲကစားသမားတွေရဲ့ကစားရတဲ့ပုံစံတွေ player position တွေမှာသူတို့ပင်ပန်းသွားတာတွေသူတို့ point tracking များတာတွေအဲ့ဒီဟာတွေကြောင့်တော့ကျွန်တော်တော့မြင်နေပေါ့နော်။ဆိုတော့တခြား position ကတန်ရာကစားသမားတွေမှာဘယ်လိုရှိလဲဆိုတော့ကျွန်တော်ကွဲလျာတူပြီးကော်လာတယောက်ရှိမယ်။လူငယ်ကစားသမား အဲဒီကစားသမားတွေကလည်းဒီကြားကြီးအသက်ပြားဖို့မတရားတော့ဘူးနောက်ရည်ကြပါပဲကျွန်တော်ခြေသက်ပွဲမှာကျွန်တော်ကြည့်ရအောင်မယ်အခုရှိရတော့နော်ယူနိုက်တက်ရဲ့ကွင်းလင်မှာတော့ကစားသမားကွင်းလင်မှာဆော့ပေးနိုင်မယ့်ကစားသမားတွေကျွန်တော်အများကြီးရှိရဲအဲကျွန်တော်ကတ်စမဲလို့ရှိမယ်ကိုဝီမိန်တို့ရှိမယ်ဘလူးနိုဖာနက်တက်အဲပြီးကျွန်တော်တို့ဖူကာတေးပေါ့အဲဆိုတော့ကွင်းလင်မှာတော့ရည်ရည်ရရှိပါတယ်ဒါပေမဲ့ကစားသမားတယောက်နာဝါတော့မကောင်းဘူးအဲဒီကစားသမားလေးပြန်လာနိုင်ရင်တော့ကျွန်တော်ကွင်းလင်မှာလူဖို့ရှိပဲလူဖို့ရှိရဲဆိုနေသားခုမှကစားသမားအချင်းပြောင်းနေနီးစင်းပြောင်းလေးပါအများကြီးလုပ်ရပါဘောနော်ဒီကစားသမားလေးရဲ့ခြေစွာရကျွန်တော်ရှေ့ပွဲမှာအများကြီးမြင်ခဲ့ပြီးသွားပြီပေါ့ ဆိုတော့နောက်တစ်ယောက်ကတော့မြတ်တဲ့တိုက်စစ်ကဆက်စည်းပေါ့ဆိုတော့တင်းကိုရေလိုအပ်နေချိန်မှာကျွန်တော်တို့ဒီဆက်စည်းတယောက်ဒန်အားနေပြန်မလာနိုင်တဲ့အရာရှိကုံရှားဒီပြီးခြေစမ်းပွဲတွေမှာပြန်လာနိုင်မှာတော့လဲကြတဲ့ကောင်းနေကြတဲ့လူတော့မဟုတ်ဘူးဒါကိုလည်းအမွေရေးကိုယ်တိုင်ကွန်မန်ဒါရဲ့ထင်မှာပါတယ်ပေါ့နော်ဆိုတော့ဆက်စည်းဒန်အားရောက်သွားတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီရွတ်တဲ့အထောင်တက်စစ်တို့ကဟော့ရှလန်ကပဲအားကိုးနေရပေါ့အခုဆိုရင်ဟော်လန်နဲ့ကာနာချိုကလည်းရှားဒီကုံရင်ရောက်ထုတ်မလို့လို့မရောက်ထုတ်ဘူးလို့တင်းနေမှာပါနေရဲ့စီးနေမှာပါနေရဲ့ပေါ့နော်အဲဆိုတော့ ယူလိုက်တက်ရဲ့တိုက်စစ်အတွက်အခုလိုတန်ရာရောက်ရဲ့အချိန်မှာအာမက်တယောက်ပြင်လာတာကိုတကယ်ကြီးကိုကြာကောင်းတယ်လို့ပြောရပါဘောနော်ဘာလို့လဲဆိုတော့ဒီလိုတင်းကိုလိုရနေတဲ့အချိန်မှာရှိရကစားမလည်းတကယ်ကိုခြေစမ်းမမှန်ဘူးအဲဆိုဒီအာမက်တယောက်နဲ့ပဲအမွေးတယောက်ဘယ်လိုဆက်သွားမလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်မယ်ဘာလို့လဲဆိုတော့ပြင်းပွဲစဉ်ကြီးလက်ကြပ်ပတ်ဝန်းမှာမကျန်တော့ဘူးကျွန်တော်တို့ဒီ EU ပါလီတခုတည်းကိုပဲကြည်ပြီးတော့ကျွန်တော်နောက်နေ့ချန်ပီယံလိဝယ်ခွင့်ရမရဒီပုံမှန်အများကြီးမူတည်နေရယ်ဆိုတော့ကျွန်တော် United အနေနဲ့အမွေးရင်းလက်ထင်းတင်းကြီးကစားတင်နေပါတော့ကျွန်တော်နောက်ကံမဲ့ပွဲကြီးနောက်လာမဲ့ပွဲစဉ်တွေမှာ သားသမားလူစားလက်ရည်ပွဲတဲ့လူစင်းမှာလူတွေထပ်မနေဖို့ဒီဒါအမွေးများကူးစားမှာပါ။ဒါဆိုတော့ကစားသမားတယောက်တည်းအရရဝိုင်းပြန်လာဖို့ဆိုတာကတကယ်ကိုမလွဲအခြေအနေတစ်ခုပါ။ဆိုတော့လာမယ့်ပွဲမှာတော့အာမက်တယောက်မပါလာနိုင်ဘူးဆိုတော့ကျွန်တော်ကယူဆတယ်။ဆိုတော့အာမက်တယောက်ပြန်လာခဲ့ရင်လည်း United ကိုအကောင်းဆုံးထမ်းနေပေးနိုင်မလား။တင်းကိုရောပြန်ပြီးတော့ဖန်တီးနိုင်မလား။အဲဒါကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။